ားလုံးဝမင်္ဂလာပါ Tish Evo Dash မှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာတော့ Photoshop သင်ခန်းစာအပိုင်း၁၀အနေနဲ့အာမနေ့တော့ပြောခဲ့တဲ့ WOS တွေမှာပါတဲ့ အာ2တွေအကြောင်းထပ်ပြီးတော့ရှင်းပြပြီးတော့မှာပဲဖြစ်ပါတယ်။အာမနေ့တော့အသုံးနဲ့2အရာ magic 1 2အရာဆိုလို့ရှင်သူက color တွေကို color range align လုပ်ပြီးတော့ select လုပ်ပြီးရလို့ပြောရပြောခဲ့ရပေါ့နော်။အဲ့တော့ဒီလိုမျိုးနောက်ခံ background လည်းအဝါရောင်ဖြစ်နေရပြီးလို့ရှင်အင်ကြီးကလည်းအဝါရောင်ဖြစ်နေရပေါ့နော်။အဲ့လိုရှင်မှာအာကိုက tolerance ကို30လောက်ထားပြီးတော့ select လုပ်လိုက်မယ်ဆိုလို့ရှင် ဆက်လက်လုပ်လိုက်မယ်ဆိုလို့ရှင်သူကဒီအင်ဂျီတဲတွေပါဝင်သွားရေပေါ့နော်အဲ့တော့အာအင်ဂျီတဲတွေပါဝင်သွားတဲ့ခါကျတော့ကိုကဆက်လက်လုပ်လို့အဆင်မပြေဘူးအာ tolerance ကိုချော့လိုက်တယ်ဆိုပြန်လို့ရှင်လည်းသူကအကုန်လုံးဆက်လက်မဖြစ်နေပြန်ဘူးပေါ့နော်အာအဲ့လိုမျိုးရှင်နေမှာကိုကဘာ true ကိုတုံလို့ရတယ်လဲဆိုလို့ရှင်ဒီရဲ့အာ w true out တဲမှာပဲဖြစ်တဲ့ object selection tool ဆိုတာလေးရှိရယ်အာသူ့ကိုလာပြီးတော့တုံလို့ရရယ်ပေါ့နော်ရုံစုံသူနှိပ်လိုက်မယ် အဲနေပြီးသားပြီဆိုလို့ရှင်သူဒီအပေါ်နားလေးမှာဒီနားလေးဒီနေရာနားလေးမှာလာဆိုရယ် rectangle ဆိုပြီးတော့ရှိမယ်ပေါ့နော် rectangle ကကြတော့ဒီတိုင်းကိုကအာတက်ခါတယ်ဆွဲပြီးတော့မလိုက်လို့ရတယ်လာဆိုကကြတော့ collision နဲ့အပိုင်းလေးကိုပဲလိုက်ပြီးတော့ select လုပ်လိုက်လို့ရတယ်ပေါ့နော်အရင်ဆုံးဒီလာဆိုနဲ့လာပြီးတော့တုံးကြည့်မယ်လာဆိုနဲ့ဒီအောက်ကအင်ကြီးကိုအင်ကြီးကောင်းမပါပဲနဲ့လေပင်အထိပဲယူကြည့်မယ်ပေါ့နော်ဒီလာဆိုလေးနဲ့လာပြီးတော့ဒီလိုမျိုး collision တလာကိုဆွဲလိုက်မယ် ဆွဲပြီးတာပြီဆိုရင်အာဒီရဲ့စမတ်နဲ့စုံမဲစုံသွားပြီဆိုရင်လွတ်လိုက်ပါအာပြီးတော့ရင်ဒီနေရာမှာခဏဒီဆောင်ရမယ်ပေါ့နော်သူလှုပ်တင်လှုပ်နေရယ်ဆက်လက်လှုပ်နေတယ်အဲ့တော့ဒီအချိန်မှာအာကိုရဲ့ဆက်ပုံမှန်မူတည်ပြီးတော့ဆောင်ရတာကြာတာလည်းဖြစ်နိုင်တယ်လို့ဆောင်ရတာလည်းညံတာလည်းဖြစ်နိုင်တယ်ပေါ့နော် ဟာဒါဆိုလို့ရှိရင်သူကဒီနေ့လေးမှာဆက်လက်လှုပ်လာပြီးတော့လှုပ်လို့ပြီးသွားပြီအဲ့တော့သူကိုလာပြီးတော့လေးရခွဲကြည့်လိုက်မယ်။ လေယာပွားမယ်တူကိုပွားမယ်ဆိုရှင် control ကြည့်နေလေယာပြန်ပွားလိုက်လို့ရရပါတော့။ဒါဆိုရင်တူကိုပိတ်ကြည့်လိုက်မယ်ဆိုရင်တူကဒီရဲ့ပုံစံလေးပဲ select လုပ်ထားရပါတော့။ဒါကပထမတစ်ခုအဲ့တော့တရားကိုဖြတ်လိုက်မယ်။ဖြတ်ပြီးရင်ဒီရဲ့ object selection တူကနေပဲဒီလာဆိုနေရမှာလာဆိုမယူတော့ဘယ်နဲ့ rectangle ယူပြီးတော့ select ပြန်လုပ်ကြည့်မယ်ပေါ့နော်။ rectangle လေးယူလိုက်မယ်ပြီးရင် collection တလောက်လာပြီးတော့ဆွဲလိုက်မယ်။ပြီးရင်တော့တစ်ချက်လွတ်လိုက်မယ်။ အလုပ်ပြီးတော့ဒီမှာလဲသူကလာပြီးတော့ selection မှတ်နေရပေါ့နော်ဒီနေရာမှာလဲခဏလေးစောင့်ပေးရပါလိမ့်မယ်အာပြီးတော့ရယ် select ဖြစ်သွားပြီဆိုလို့ရှင်သူကို control key နဲ့ပွားလိုက်လေရယ်မပွားရှင်ဒီမှာ layer mask လေးရှိရယ်အဲ့ဒီ layer mask လေးနဲ့လာပြီးတော့အုပ်ပေးလိုက်လို့ရရယ်ပေါ့နော်အာဒီမှာ selection ကလူကိုဝင်နေရဖြစ်တဲ့ဖြစ်တဲ့အာ layer mask ကအနောက်ကဟာကို option တာဖြစ်တဲ့တကြောင်မလို့ right click နဲ့ select inverse လုပ်လိုက်ပါအာပြီးတော့လို့ရှင်တော့ layer mask လေးနဲ့အာအုပ်လိုက်ပေါ့နော် အောက်လိုက်ပြီဆိုလို့ရှိရင်သူကဒီနေရာမှာလာပြီးတော့အာလူကိုပဲလာပြီးပြပြနေပါလိမ့်မယ်။အာအကယ်၍ကိုကဒီမှာခုနလိုမျိုး layer mask ပြန်ပြန်ဝင်နေရေပေါ့နော်။အဲဆိုလို့ရှိရင်ဒီနေရာမှာ control i ကိုနှိပ်လိုက်ပါ။အာဒါဆိုလို့ရှိရင် layer mask ပြန်ပြောင်းသွားမယ်ပေါ့နော်။အာ control i inverse ပါ control i က inverse ပါ။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်။အာကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရေးတင်ပါတယ်။